ဒီနေ့အမပြောပြသွားမယ့်အကြောင်းအရာလေးကတော့5 minutes rule အဲ့ဒီအကြောင်းကိုအမတို့အသေးစိတ်လေးပြပတ်ကြည့်ရအောင်။ဘာကြောင့်5 minute rules ကအရေးကြီးတာလဲဆိုတော့ငါတို့စာလုပ်တယ်စာလုပ်တဲ့အချိန်မှာပဲဟွန်းငါနောက်မှလုပ်ရင်ကောင်းမလား9မိနစ်လောက်ညီမှလုပ်ရင်ကောင်းမလားနောက်တနိုင်လောက်နောက်ဆုံးလိုက်မယ်လေဆိုတော့ဟာမျိုးတွေကကိုစာလုပ်တဲ့အခါမှာတကယ်ကို biggest distraction ဖြစ်တယ်ပေါ့နော် ဒါကြောင့်မို့လို့ကိုစာလုပ်နေရာတွေကိုဒီထက်ပိုပြီးရှေ့ရောက်အောင်ပိုပြီးတော့ smart ဖြစ်လာအောင်အတွက်ဒီကိုကိုကို rules လေးတစ်ခုထားရမယ်အဲ့ဒါက5 minute rules ဖြစ်ပါတယ်အဲ့ဒါကိုတူတူသွားကြည့်လိုက်ရအောင်ကဲအဲ့တော့အမတို့ကစာလုပ်တော့မယ်ဆိုလို့ရှိရင်ဒီပထမဆုံးအချိန်ပေါ့နော်စာစကြတော့မယ်အချိန်ကဆိုလို့ရှိရင်သိကိုတွေ့ဝေမှုစရာကောင်းနေပါတော့ငါစာကြရင်ကောင်းမလားဖုန်းကြည့်ရင်ကောင်းမလား TikTok ပဲ ော့ရင်ကောင်းမလားဒီအချိန်ကအရန်ကိုတွေ့ဝို့ကောင်းတဲ့အချိန်အဲ့ဒီအချိန်မှာဆိုရင်အမတို့ကခဏလောက် pause ပြီးတော့5မိနစ်လောက်ပဲကြည့်ပြတွေးကြည့်ပေါ့နော်ငါဥပမာဖုန်းကြည့်လိုက်လို့ရှိရင်ဒီဖုန်းကြည့်လိုက်တဲ့နောက်ဆက်တွဲကဘာဖြစ်သွားမှာလဲအချိန်ကုန်သွားမှာလေပြီးရင်ကိုပဲငါအချိန်ကုန်ပါပြီဆိုပြီးတော့ခံစားချက်တွေကမကောင်းမင်းနဲ့ကြံခဲ့ပါပြီဒါကြောင့်မို့လို့ ို action တခုကိုမလုပ်ခင်ခဏလောက် pause ပြီးတော့စဉ်းစားကြည့်လိုက်ပါခဏလောက်5မိနစ်လောက်လေးတွေရပ်ပြီးတော့တွေးကြည့်လိုက်ပါငါဒီဟာကိုလုပ်လို့ရှိရင်ငါအတွက်အထောက်အကူဖြစ်မှာလားဓမ္မမဟုတ်ရင်ငါဒီ TikTok ကိုမကြည့်ဘဲနဲ့ခဏလောက်ရပ်ပြီးတော့ငါစာပဲဖြစ်ဖြစ်5မိနစ်လောက်ရအောင်လုပ်လိုက်လို့ရှိရင်ပို့ပြီးတော့အကျိုးရှိလာမှာလားပေါ့နော်ဒါကြောင့်မို့လို့ action တခုမလုပ်ခင်5မိနစ်လောက်ခဏလောက်ရပ်ပြီးတော့တွေးကြည့်ပါ ငါဒီဟာတကယ်ပဲလုပ်တင်တာတကယ်ပဲအကျိုးရှိမှာလားပေါ့နော်ဒါတွေကတိတ်ကိုအရေးကြီးပါတယ်အစနေပေါ့နော်ဒီအစ9မိနစ်လေးရတင်ကိုကိုအများကြီးပြောင်းလဲသွားနိုင်တယ်ပေါ့နော်ဥပမာစာမလုပ်တဲ့တယောက်ဆိုလို့ရှိရင်ဒီအစ9မိနစ်လေးမှာသူ့ကိုယ်သူသူစိတ်ကိုသူမထိန်ချုံနိုင်ဘူးမထိန်ချုံနိုင်တဲ့အတွက်ကြောင့်သူဘဲရောက်သွားလဲဖုံးကြည့်ပြီးတော့ပြီးသွားတယ်အချိန်ကုန်ပြီးတော့ပြီးသွားတယ်ဒီအချိန်ဆိုတာကတိတ်ကိုအရေးကြီးတာဖြစ်တဲ့အတွက်အမားတို့က ြန်လဲမရနိုင်တော့ဘူးလေ။အအချိန်နေတာကုန်သွားတယ်။စားမရတော့ဘူး။ဒါမျိုးတွေမဖြစ်အောင်လို့ဒီပထမ5မိနစ်လေးမှာစားလုပ်တဲ့အချိန်ကိုတိတ်ချာချာအာတွေးပါတိတ်ချာလေးပေးပါပြီးတော့ဒီ distraction တွေဖုံးကြည့်ခြင်းနဲ့စိတ်တွေတခြားပြင်ချက်လွယ်ရှောက်လေခြင်းနဲ့စိတ်တွေပေါ့နော်။ဒါမျိုးလေးတွေကိုမလုပ်ခင်အရင်ဆုံးစဉ်းစားကြည့်ပါ။ဒီအချိန်မှာငါဒါတွေကိုလုပ်သင့်ပြီလားအဲမလုပ်သင့်သေးဘူးလားဆိုတာပေါ့နော်။ ါဆိုရင်အများကြီးအထောက်အကူဖြစ်ပါပါစာလုပ်တဲ့အခါမှာအမပြောပြရတဲ့5 minute rule ကလည်းပြီးသွားပြီဆိုတော့အရေးကြီးတဲ့စိတ်ဓာတ်ပုံခုကိုအမကပြပြပေးသွားပါမယ်။အဲ့ဒါကတော့ဒီစာလုံးနေတဲ့အချိန်မှာအရေးကြီးတဲ့စိတ်သုံးခုပေါ့နော်။ပထမတစ်ခုကတော့ the focus အာရုံစူးစိုက်မှုကတိတ်ကိုအရေးကြီးတယ်။ဒုတိယတစ်ခုကကြတော့ the belief ကိုယ့်ရဲ့ယုံကြည်မှုကလည်းတိတ်ကိုအရေးကြီးတယ်။နောက်ဆုံးတစ်ခုအနေနဲ့ကတော့ no drama queen no drama drama ရေမများရဘူးအမကထာကဘာတွေကိုပြောရလဲဆိုတာကိုအားလုံးကိုပြပြပြီး the focus အာယုံစူးဆိုင်မှုအာယုံစူးဆိုင်မှုဆိုတာကအចောင်းသားအများစုတယောက်နေတယောက်ကြွားကြတဲ့နေရာပဲပေါ့နော်အမတို့ကဒီမှာစာတပိုက်ကိုဖတ်တယ်ပေါ့နော်ဥပမာအမထာကအင်္ဂလိပ်စာလေးနဲ့ပြောပြတာနော် ီလိုမျိုးစာတပိုက်ကိုဖတ်တယ်ဆိုလို့ရှိရင်အာယုံစူးစိုက်တဲ့သူကဒီတပိုက်လုံးမှာရှိနေတဲ့ vocab ethic တွေကိုလည်းသူသိတယ် grammar structure တွေဘယ်လိုမျိုးဖွဲ့စည်းထားလဲဆိုတာကိုသူသိတယ်အာယုံစိုက်တဲ့သူကဆိုလို့ရှိရင်ဘယ်နားမှာဘယ်လိုမျိုးလေးတွေစကားလုံးလေးတွေနဲ့တုံးထားတယ်ဖွဲ့ထားတယ်ကွန်မာလေးတွေကိုဘယ်နားမှာခန့်ရတယ်ဒါမျိုးလေးတွေကအစားသူကသိတယ်ပေါ့နော်အာယုံမစူးစိုက်တဲ့သူမှာဆိုရင်တွေ့ရများတာကကြတော့စာတပိုက်ဖတ်တာဖတ်လိုက်တယ် အဓိပ္ပာယ်ကိုလည်းသူမသိလိုက်ဘူးဒါပေမဲ့တပိုက်တော့ပါဖြစ်သွားတယ်ဖတ်လို့ပြီးသွားတယ်ဒါကြောင့်မို့လို့ကိုကဘယ်အရာပဲစားလို့တော့မယ်ဆိုရင်ဆက်စကြေးမလုပ်ခင်9မိနစ်3မိနစ်လောက်အချိန်ပေးပြီးတော့စဉ်းစားကြည့်ပါဒီအရာကိုငါကဘယ်တိရောက်အောင်လုပ်မှာလဲဒီအရာကိုဒီနေ့အပီးလောက်ရမှာလားအဲ့ဒါဆိုရင်ဒီနေ့အပီးပြီးအောင်ပြီးပြတ်အောင်လုပ်လိုက်ပါဒါကကိုကိုအများကြီးကောင်းတဲ့အရာတွေကိုယူဆောင်လာပေးမှာပါ ဒီဆက်ဆခြင်းလုံးမဲ့9မိနစ်3မိနစ်စာစလုံးမဲ့အချိန်လေးမှာဆိုလို့ရှိရင်ကိုကတော့အော်ခဏလေးပါပဲလို့ထင်ချင်းထင်လိမ့်မယ်ဒါပေမဲ့အဲ့ဒီစာစလုံးမဲ့အချိန်မှာကို့အတွေးကသာလွဲသွားပြီးတော့ဖုန်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကတနာရီနှစ်နာရီဆိုရှယ်မီဒီယာပေါ်မှာပဲအချိန်ကုန်သွားပြီးတော့စာမပြီးဘဲနဲ့ဖြစ်သွားလိမ့်မယ်ဒါကြောင့်မို့လို့ဒီပထမဆုံးစာစလုံးတော့မဲ့အချိန်မှာတိတ်တိတ်ချာချာလေးကိုကိုကိုတတိလေးနဲ့ပြန်ကြည့်ပါပြန်ပြီးတော့မိကုန်းထုတ်ပေးပါ โอเคနောက်တစ်ချက်အနေနဲ့ကကြတော့ the belief ကိုယ့်ရဲ့ယုံကြည်မှုယုံကြည်မှုကလူတယောက်ကိုအများကြီးပန်းနိုင်ကိုရောက်အောင်တွန်းပို့ပေးနိုင်ပါတယ်အမဆိုရင်လည်းကို့မှာယုံကြည်မှုတစ်ခုကရှိခဲ့တာကငါ့ ကောင်းဆုံးရအောင်လုပ်မယ်၆ဘာသာရအောင်လုပ်မယ်ဆိုတဲ့ယုံကြည်မှုကအရန်ကိုကြီးခဲ့တယ်။အဲ့ဒါကြောင့်မို့လို့ဒီယုံကြည်မှုတစ်ခုနဲ့ပဲအမှတ်တွေဘလောက်ပဲနည်းနေပါစေ။စာမုပ္ပါဒီမှာဘလောက်ထိပဲကိုယ့်အမှတ်ကမကောင်းဘဲပြောနေပါစေ။ဒီယုံကြည်မှုတစ်ခုနဲ့ဆက်ပြီးလျှောက်လန်းနေ။ငါဒီ၆ဘာသာကုန်မှုကိုရနိုင်တဲ့သူငါရအောင်လုပ်မယ်။ဒါမျိုးပေါ့နော်။ဒီယုံကြည်မှုတစ်ခုကလူတစ်ယောက်ကိုအများကြီးရှေ့ကိုတွန်းပို့ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ဒါကလမ်းကြုံလေးပြောလိုက်မယ်ပေါ့နော်။ ဒီယုံကြည်မှုတစ်ခုကိုတိဆောက်တဲ့အခါမှာဆိုရင်ကိုကရိုးရှင်းတဲ့စိတ်သဘောလေးတစ်ခုနဲ့ပဲယုံကြည်မှုတစ်ခုကိုတိဆောက်ပေးပါ။အမှဆိုရင်ဒီပန်းနိုင်ကိုရောက်အောင်ယူမယ်ဆိုတဲ့ယုံကြည်မှုကိုဘာလေးနဲ့ကောင်းတဲ့အရာလေးနဲ့အနောက်ကနေ backup လုပ်ထားလဲဆိုတော့၆ပါးသောဂုဏ်မူရအောင်ယူမယ်။ဒါကငါရဲ့အမ်မိဘတွေအတွက်ငါ့ကိုအားပေးနေတဲ့သူတွေအတွက်ငါ့ကိုပျော်ရွှင်အောင်လုပ်ပေးနေ သားချင်းတွေအတွက်ပေါ့နော်သူတို့တွေအတွက်ငါကဂုဏ်ယူရအောင်ဒါမျိုးကိုအာရအောင်ယူပေးစင်တယ်ဒီလိုမျိုးစိတ်ကောင်းပြီးရောအနောက်ကနေပြီးရောဖြည့်ဆွလိုက်တဲ့အခါကျတော့ကိုကိုကိုစူးစမ်းဖို့စိတ်ကူမာတွေအများကြီးပေးပါတယ်ဒီလိုမျိုးပင်ပန်းနေတဲ့အချိန်တွေမှာတော့စိတ်တက်ကြနေတဲ့အချိန်တွေမှာတော့ကိုကဘာအတွက်စူးစမ်းနေတာလဲဘယ်လိုယုံကြည်မှုတစ်ခုကိုလက်ခံပြီးတော့စူးစမ်းနေရလဲဆိုတာကကိုကိုအများကြီးရှေ့ကိုရောက်စီပါတယ်ဒါကြောင့်မလို့အားလုံးကိုလည်းယုံကြည်ချက်ရှိပါမိမိကိုယ်ကိုယုံကြည်ပါလို့အမက အကြံပေးချင်ပါတယ်နော်အဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ကတိတ်ကိုအရေးကြီးတဲ့ no drama queen လုံးဝ drama queen လုပ်လို့မရပါဘူးကျွန်တော်မှာတော့အချိန်မရှိပါဘူးညီမကတော့ဘယ်လိုမျိုးအချိန်တွေက ုံနေအချိန်မရှိဘူးအချိန်မရှိဘူးဆိုပြီးတော့လေကိုကိုကိုမတတ်မပါနဲ့ပြီးတဲ့ခါကျတော့ငါကတော့အာသူများတွေကတော့လုံနိုင်တယ်ငါကတော့မလုံနိုင်ဘူးဒါမျိုးတွေပေါ့နော် drama တွေအရမ်းများတယ်ယခုမှ reason တွေအကြောင်းပြချက်တွေအရမ်းများနေတဲ့အခါတွေရှိတယ်ပေါ့နော်အမကိုယ်တိုင်ရောဒါမျိုးတွေရှိရလားရှိရပေါ့အမကိုယ်တိုင်ဆိုရင်ကိုကိုကိုဘလိုမျိုးအာပေါ့နော် drama တွေခင်းခဲ့လဲဆိုရင်ငါကအတင်ချာတော်တော်မရတဲ့သူတယောက်ပဲငါကအာသူများတွေက တခါကျရင်ငါက9ငါးလောက်ကျမှရရသူပဲပေါ့နော်ဒါမျိုးကိုကိုကို drama တွေခင်ခဲ့မိပါတယ်အမှန်ပါပဲဒါတွေကနေရောအမကိုယ်တိုင်ရောဘလို့ရုံးထွက်ပြီးတော့နောက်ဆုံးအကုန်ပြရအောင်ဖြေခဲ့တာလေပေါ့နော်အားလုံးကိုပြောပြရင်အာဒါကတကယ်လက်တွေ့ဖြစ်ရပေါ့နော်အမအရင်ဆုံးကိုကိုကိုတီးတဲ့အချိန်ကဒီတင်ချာပေါ့နော်တင်ချာမှာဂုံသူရအောင်လုပ်ချင်တယ်ဆိုတဲ့စိတ်တစ်ခုကစမ်းနာတစ်ခုက ါကြီးကြီးမားမားပေါ်လာရယ်ပေါ့နော်အဲ့အချိန်မှာအမကိုကိုကိုပြန်စင်းစားရယ်ဘာလို့လဲဆိုတော့အမစိတ်ထဲမှာအမြဲတမ်းထင်ခဲ့တာကငါတင်ချမေရဘူးဆိုတော့ဒရမာပေါ့နော်အဲ့ဒီအဲကိုကိုကိုပြောပြထားတဲ့ဒီ drama အမကြီးကစိတ်ထဲမှာအမြင်ဆွဲနေတော့တင်ချပြီးအရန်ကြောက်တယ်ဒါပေမဲ့အဲ့ drama ကိုကိုကိုတိုင်းနဲ့ချိုးလိုက်တယ်ပေါ့နော် okay ငါကတင်ချကိုအာငါလဲလေ့ကျင့်ရင်ရနိုင်တဲ့သူပဲဆိုတော့ဒီစိတ်တစ်ခုပေါ့နော်အဲ့စိတ်တစ်ခုကအမအလုံးက transformation ပေါ့ဟိုကပြောင်းလဲပလိုက်တယ်ပေါ့ အဲစိတ်နဲ့အမဆက်ပြီးရှေ့ဆက်တယ်ငါကတင်ချကိုလုံးရင်ရတယ်ငါတင်ချကိုကောင်းကောင်းကြိုးစားရင်ရနိုင်တယ်ဒါမျိုးစိတ်ကိုချက်ချင်း swift လိုက်တယ်ပေါ့နော်အဲ့လိုကနေပြီးတော့ဒီယုံကြည်မှုတွေနဲ့ဆက်ပြီးရှောက်လန်းတဲ့အခါမှာတင်ချရလုံးတဲ့အခါမှာလည်းကိုကကိုကိုပိုပြီးယုံကြည်မှုတွေရှိလာတယ် okay ငါကလုံးရင်ရတဲ့သူတယောက်ပဲပေါ့နော်အရင်တုန်းကစိတ်ကြီးရနေကိုကယုံထွက်ပြီးတော့ဒီ drama တွေကနေယုံထွက်ပြီးတော့ပိုပြီးကောင်းမှုနဲ့အနာဂတ်ကိုရှောက်လန်းဖို့လိုအပ်ပါတယ်။ဟုတ်လားပေါ့နော်။အ ့ grade grade 12ကစာရိတ်ကအရမ်းများတဲ့အတော့အချိန်ကတော့အမြဲလူနေရတယ်ပေါ့နော်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့မရှိရှိတဲ့အချိန်လေးတွေကိုရှာကြည့်ဖို့ပဲအမားတို့မှာရှိတယ်ပေါ့နော်။ဒီ physics တွေဘာတွေဆိုရင်အမားတို့က definition တွေကြက်တယ်ပြီးတော့ revision တွေပြန်ရတယ်ပေါ့နော်။ revision တွေပြန်တဲ့အချိန်ကဘယ်အချိန်ကိုလုပ်အောင်မသိဘူး။ အဲ့ခါကျရင်အမအမြဲတမ်းပြောနေကြပဲကိုအာအစားစားရတဲ့အချိန်ရှိတယ်ပေါ့နော်ဒီလိုအစားစားရတဲ့အချိန်ဆိုလည်းပကံနဲ့ထမင်းနဲ့အဲဒီလိုအစားနေရမဟုတ်ပဲနဲ့ဘီနာမှာဒီလိုအစားအုပ်လေးတော့ချတာပေါ့နော်ကိုပြန်နှွေးတဲ့အချိန်ပဲဖြစ်ဖြစ်အဲ့ဒီအချိန်ကနှွေးဖို့အကောင်းဆုံးအချိန်ပဲပေါ့နော် ်မဲ့ဒီ advice လေးကိုလည်းနားထောင်ပြီးတော့ဒီ5 minute rule လေးကိုလည်းကိုကိုတိုင်းကျင့်သုံးကြည့်ဖို့အမကအားလုံးကိုတိုက်တွန်းလိုက်ပါတယ်ဒီနေ့ video လေးကတော့ဒီလောက်ပါပဲနောက် video လေးမှာပြန်တွေ့ပါမယ် bye bye